ော်ဗျာနော်သုတ်ထွေးငင်းရဲ့စစ်မှုထမ်းစစ်မှုထမ်းအစာထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ခေါင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မိလာမှာ905နဲ့ပတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတယောက်ပါတကယ်လဲတမတော်ဘုံချစ်မြတ်နိုးတဲ့လူတယောက်ပါတကယ်လဲလေးစားစရာကောင်းတဲ့လူတယောက်ပါပဲနော်ဒါဦးစင်းတို့ဒီနေ့တဲ့ပေါ့နော်စတုံးရည်နေ9လပိုင်း2025မှာစစ်မှုထမ်းအစာထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ခေါင်းစည်းလေးနဲ့သူတင်လိုက်တယ်ဗျာနော် ဘာဘာတင်လိုက်ခါလဲဆိုလို့ရှိရင်မိထီလာမျိုးနယ်တဲကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000တဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000ကောက်တယ်ဟုသိရပါတယ်တိရပါတယ်လို့ပဲရေးရနော်ဘဆံပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်။ရွာအပြင်အခြားနေရာမှာအဆွဲခံရရင်တော့အမ အာမမခံဘူးလို့ကြောကြောင်တိရပါတယ်တဲ့ဒီမှာပတ်စံတွေကောက်ခိုင်းပြီးတဲ့အဲ့ဒီပတ်စံတွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့တရားဝင်ရလားဘလူတွေလုံနေတာလဲတဲ့လူသားထိုးတယ်ဟုဆိုရမှာလဲညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာပြည်သူတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့အေးချမ်းတဲ့ထီလာမျိုးမှာညဘက်စစ်မှုထအစွဲခံရမှာစိုးရင်တော့လူငယ်တွေညဘက်အပြစ်မထွက်ရတဲ့ကြတော့မထွက် မထွက်ရဲကြတော့မြို့ကားတဲ့တိတ်စိတ်ထောက်ကပ်လို့နေပါတယ်တဲ့လတလောကားတဲ့ထွင်းညိုလူထွင်းညိုလူတိုးကိမ့်ပါတဲ့ပြည်သူစစ်မှုထက်အပြေးလူငယ်တယောက်ဖမ်းမိတယ်ဖမ်းမိတဲ့လူငယ်ကိုစစ်ဆေးတော့မိထီလာတတ်ထဲမှာပေါ့နော်တတ်နိုင်မယ်တော့မထဲတော့ဘူးမိထီလာတတ်ထဲမှာစစ်မှုထမ်းမပါအောင်လှုပ်ပေးမယ်တိတ်90ပေးဟုပြောပြီးပြေးခဲ့ကြောင်း၎င်းတတ်ထဲမှာကားနဲ့ခေါ်ထုတ်ပေးခဲ့ကြောင်းစစ်ဆေးမင်းမြန်ကြရတိရပါတယ်တဲ့ ငွေယူပြီးတရားမဝင်တရားဝင် မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ငွေလဲပေးရသေးအေးအေးယူလဲခံရသေးဖြစ်ပြီးပါဝင်ပတ်တဲ့သူများကိုတာဝန်ရှိလူကြီးမင်းများမှဖော်ထုတ်အေးအေးယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှပေါ့နော်ဘသူတွေပဲအဆင့်ထိပါဝင်ပတ်တဲ့ပြီးလှူစားနေလဲဆိုတော့ဖော်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာခံမှန်းပြင်းမြ လေးတောင်ပဲထားပါအောင်နဲ့တရွာမှာအင်ဂျီတရာအ ਨੇ ဆုံးနဲ့တွေ့အောင်နဲ့မိထီလာမှာတိုက်နယ်၄ခုကျေးရွာပေါင်း58 58အုပ်စုကျေးရွာပေါင်း396ရွာရှိတယ်တရွာတွင်အင်ဂျီပြင်းမှတရာပဲတွေ့မှဆိုရင်လေးတောင်တော့လေးပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့အသက်16နှစ်35အတွင်းမလွဲမတွေ့စစ်မှုထမ်းရမှာပဲ အခုလိုတွေငွေပေးလိုက်လုံးလုံးဝစစ်မှုမထမ်းရဘူးလို့ဘသူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘသူကပတ်စံကောက်ခိုင်းတာလဲအဲ့ဒီငွေတွေဘယ်ရောက်သွားလဲစစ်မှုထမ်းဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှမိထီလာသူမိထီလာတာမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူထွန်းနဲ့ပေါ့နော်ဇော်ယူထွန်းပေါ့နော်ဒီတကာကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲ့မိထီလာမဆာဝါလာဖွဲ့ဝင်လာပေါ့ရောမဆာဝါကောင်းစီလာပါလားမသိဘူးအဲ့ကိုဇော်ယူထွန်းကို နိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့905နဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေရာတင်တာပေါ့ဗျာလွန်ခဲ့တော့တွန်လေးတပတ်လောက်လင်းငါရက်လောက်ကဆွဲလိုက်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဗျနော်တကယ်လဲဒီလူကတော့လေအဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အဘက်မှာလဲမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူးလာအောင်ကြားတယ်ပေါ့နော်ကားစီးလာတယ်ကားမန်ချခိုင်းတယ် ဘုံမှန်းတော့ဗက်တီမာလေးဗျာရောက်ဝင်နေဆိုတော့အဲ့တော့ကအမြန်လမ်းမှာဒီလိုထုံကုန်ပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာရဲကားအမြန်လမ်းမှာပီကြောက်တက်တက်လာတယ်အဲ့တော့မြည်သူများနဲ့သူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံမှန်းလည်းအဲ့မှာကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်ဖြစ်ကြအဲ့မှာချင်းနေဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြအစ်မလူအဲ့ကိုတော်ထွန်းနေဦးစင်းစီဖုံးဆက်တယ်အဲ့မှာဦးစင်းလည်းချက်ချင်းလည်းငယ်မိထီလာဘုံမှုစီဖုံးဆက်တယ်ဒကာကြီးဒကာကြီးမှားတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးဆိုအဲ့သူလည်း အဲ့ဒီဘုံမူလဲယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်းကအေးစေးစေးပြောသွားသူကိုယ်တိုင်လဲသွားပြီးမှတောင်းမှန်တယ်ဒါယုံထီသူတောင်းတောင်းမှန်တယ်ပေါ့နော်ကိုစောထွန်းရတော့ဒါခွန်းလွတ်တယ်ခွန်းမလွတ်ဘူးဆိုတော့အစားတော့ဦးစင်းကတော့ချင်းချင်းပြေးလဲစေချင်တာဟုတ်ပြညီညွတ်စေချင်တာပေါ့နော်ဒီတောင်းမှန်တာကတော့ဦးစင်းတို့တိတယ်ဒါနဲ့အဒီဘီဒီယိုဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော်တစ်ခုတက်လာတယ်လို့ဒါမိရင်ရှင်မာနော်ကျွမ်းလာမိရင်ရှင်အောက်ကနေစောစောတွေ့လိုက်ရတယ်ဒါကတယောက်ကပို့တဲ့အတွက်ကြောင့် ဒီလိုတွေးလိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့ဘူးတင်နေတော့အခုလည်းမပြောတတ်ဘူးတစ်ဖက်တည်းရောဒါတွေကိုလိုလိုလိုပေါ့နော်ဗိုလ်မှုတွေကဒီလိုမျိုးလားဗိုလ်မှုတွေကဒီလိုဒီလိုပြည်သူစစ်တပ်ဘယ်လိုအနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောကြည့်ရတာကကိုဒီကိုစော်ယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့တစ်ချိန်ကတကယ့်စစ်သားကောင်းတစ်ယောက်ပါပဲခုလဲမိထီလာမျိုးမှာအာကိုအားထားရတဲ့ ကျေးဇူးစစ်ကောင်းဆောင်တယောက်လို့ဥစဉ်တော့တော့တုံးတက်ချင်ပါတယ်ဗျာနော်။ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲများလူကြီးမင်းများအနေနဲ့ထိရောက်စွာရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်။အဲ့တော့ဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား။ဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူဆိုးဆိုးကမလိုင်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်းအချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တယ်ကွာတကယ်ချင်းဒီလိုလိုပတ်စင်ရှင်ချင်းကွာလုံးလိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ ဦးဇင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်။ဒါနဲ့ပတ်သက်ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလေတွေ့ရတယ်။အဲဦးဇင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကို Telegram မှာတင်ထားတာတော့ရှိပါလိမ့်ဗျာနော်။ကိုစောယူထွန်းရဲ့ခံယူချက်ကိုလည်းမနေ့ဖြစ်မှဦးဇင်းဆက်ပြီးမှတင်ပါဦးမယ်ဗျာ။အားလုံးတာပါပဲဗျာ။တဲ့မလိုင်ရပုံမှုနဲ့ဟောမလိုင်ပုံမှုနဲ့ဒီမေဒီလာက ပတ္တလကောင်းဆောင်ဇော်ထွေးတို့ရဲ့အကြောင်းလေးကိုဒါဥစဉ်ပြောပြကြံလို့ပါကြာနော် ဘာကိုပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲ live ပေါ်မှာကနော်ဒူဂူမူကြီးဝေဖြူအောင်ပေါ့နော်ဝေဖြူအောင်နဲ့မလိုင်ကဟိုပါပေါ့နော်ဇောက်ထွင်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000ထဲမှာ25ကနေဖြစ်တာနော်29ရက်အဲ့နဲ့ဖြစ်တယ်ပေါ့ဗျာအဲ့ရင်ဖြစ်တော့ဖြစ်ဖြစ်ချင်းနောက်နေ့မှာဥစဉ်တူတူတို့ရဲ့ တကားတော်သူထွင်းတို့ရဲ့ဒါဆရာတော်ကတော့တောင်တာလေးဆရာတော်တောင်တာလေးဆရာတော်ဖြစ်တယ်ဦးစင်းရဲ့ဖုန်းနံပါတ်ကိုမယူမွေရနေတဆင်ပေးလိုက်ပုံကြမယူမွေရနေမှာတဆက်စစ်တယ်ဆက်တဲ့ခါမှာအကျိုးအကြောင်းပြောပြတယ်ပေါ့အကျိုးအကြောင်းပြောတော့ဗီဒီယိုဖိုင်လဲဦးစင်းစီပို့လိုက်တယ်နော်လူလူဆရာတော်စီလဲပို့ရေပို့မှာပေါ့နော်အော်ပို့လိုက်တဲ့အခါမှာဦးစင်းရနေမှာတော့ကိုယ်တော့တုံးတက်လိုက်တယ်ဟုတ်ပြီဒါဘုံမှုမပါကြီးဘုံမှုမပါကြီးဖြစ်တော့လေကြောင့်ဗမလိုင်းရဘုံမှုစီဦးစင်းချက်ချင်းဖုံးဆက်တယ် နော်မလိုင်ပုံမှုစီကိုဆက်တယ်ဒကာကြီးတို့တို့မဲထီလာမှာဒလို့လို့ဖြစ်သွားတယ်ဒီဖြစ်စဉ်မှာတော့ဒကာကြီးမူးလိုပဲဖြစ်ဖြစ်ဒကာကြီးအကြောင်းမမှုကြောင့်ဘလို့ပဲဖြစ်ဖြစ်ဖြစ်စဉ်အားလုံးကိုတုံ့တက်လိုက်မယ်ဆိုရင်ဒကာကြီးမားတယ်ဒကာကြီးမားတယ်အဲ့တော့ဒကာကြီးမားတဲ့အတွက်ကြောင့်ဒကာကြီးတောင်းပန်ရမယ်အချင်းချင်းနေမကောင်းဘူးနော်သူလည်းကောင်းပါလေအဲ့ဒီဘုံမှုလည်းချက်ချင်းလည်းငင်းတောင်းပန်တယ်နော်တောင်းပန်တယ်တောင်းပန်တယ် တောင်းမှန်တာတောင်းမှန်เนาะအဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ဘုံကတက္ကသိုလ်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်เนาะဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူဒီကမိထီလာကတတ်နိုင်မှုတတ်နိုင်မှုဒုတတ်နိုင်မှု အစင်လောက်ရှိမှထင်းတယ်เนาะအဲ့ဒီတက်သေးကတက္ကယူလည်းဥစ္စာဖုံးလန့်ဆက်တက္ကယူတလုံးလုံးရှိတယ်เนาะအယုံမှတောင်းမှန်ဖို့ကတော့မလန်းဘုံကလာမယ်အဲ့တက္ကယူသူ့ကိုလည်းခေါ်ပေးလိုက်ပါ အဲဒကာစောသူထွေးနေနေဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမဲ့သူကပဲဗျာမှားတယ်မှားလို့ဝင်ခိုင်းတာကိုကရန်သူတွေမှမဟုတ်တာမိတ်ဆွေတွေပဲအဲ့တော့မှားတယ်သူကသူအမားကိုတူတီးလို့တောင်းပန်တာပဲခွင့်လွတ်ပေးလိုက်ပါအာတပိတော့လုံးဝခွင့်မလွတ်နိုင်ဘူးဗျာတဲ့ဒီတော့စာရိုက်လက်စီပီပီတဲ့နောက်ဆုံးတော့ဥစဉ်ကဒကာကြီးရဲ့လို့အတက်နေရနေတဆင်းတော့တောင်းပန်ခိုင်းပါတော့တွားပြီလေတောင်းပန်တယ်အဲ့တော့ခွင့်လွတ်မဲ့ဘာညာတော့မဟုတ်ဘူးအထက်ပဲစတင်မယ်ပေါ့ဗျာသူတင်တဲ့စာတွေကိုလည်းဥစဉ်စီကိုပို့ထားတယ် တို့ဒီတိုင်းတင်มาပေါ့เนาะအဲ့ဒါဥစင်းနဲ့လုံးဝဆက်တွယ်လို့မရတော့ဘူးတောင်နာလေးနဲ့ပဲတိုင်မယ်မှာပေါ့တောင်နာလေးနဲ့ပဲလုံမှာပေါ့တို့တို့ဆရာဒါဆိုရင်ခင်ဗျဘာဖြစ်လို့ကျုပ်စီကိုဖုံးဆက်နေရတော့လို့တောင်တာလေးရှိနေရဘာဖြစ်လို့ကျုပ်စီကိုဆက်တွယ်နေရတော့လို့ကျုပ်ကအချင်းချင်းနေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးကအပြည့်ပြတ်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့အခုစင်းနဲ့ဆက်တွယ်မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးစောယူထွေးဖန်းခံရတော့ ဒါပဲမယူမွေဘုံရဲတဲ့အခုကူညီပေးလိုက်ပါဦးနဲ့လူတို့အဥစဉ်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ယူစစ်စစ်မှုထားဥပဒေနဲ့ပတ်တဲ့ဥပေါ်ပြနော်အကောင်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဒါဥစဉ်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရအောင်ဆိုတော့အဲ့မှာဥစဉ်တို့စီဒီစာရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေး အကုန်လုံးတုံးတက်ပြီးတဲ့အခါမှာဦးစင်းကသူ့ရဲ့ကိုဇော်ဦးထွန်းအမကလည်းဆက်တွေ့တယ်ဒကမာကြီးဒီတက်မှတရားတေကနေဥပမာဆိုကြပါစို့ဗျာလို့တရားတေကနေခမရဗျာလို့ဒီရပြည်သူစဥပဒေနဲ့ပြဋ္ဌာန်းတဲ့ဘာညာစားတဲ့လက်စားတဲ့ဘာဆိုရင်တော့မှဗျာလို့ခမရအဲ့ဒီဘဲဘုံမှုကစားတယ်ဘဲဘုံမှုကဘလို့ဘလို့ပတ်ဆက်ယူရဆိုပြီးလောက်ရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကအမှန်905နဲ့ဆွဲရလမ်းမတည်ဘူးလို့ ဲ့လိုဘာလို့လဲဆိုတော့နာမည်မပါဘူးလေတာကြီးတရလုံးကပြောလိုက်တာ ਉਹ အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်းတို့လည်းတောင်းပန်ပြပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းနေပဲလို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ်တောင်းတာလေးဆရာတော့ဦးစင်းဆက်တဲ့အခါမှာလည်းတော်တော်ကြီးအဲ့လိုဟာရှိတယ်တကယ်လို့ဘုံမူဘဒူကဘဒူကလက်စားတယ်ဘုံမူဘဒူကစစ်မှုထားဥဒီမှာဘလောက်ဘလောက်ယူရဲဆိုရင်တော့တပည့်တော်ကဒီငါရဲ့ဥပဒေနဲ့မညီဘူးဖေဟာလို့ ဲ့လိုမျိုးဖ ೇನೆ နာမည်မပါဘဲနဲ့တက်ကိုရေးလိုက်တယ်ဆိုတော့ဒရန်တပည့်တော်ညှိနိုင်တဲ့အနေထားရှိတာဗောလို့အဲ့တော့တပည့်တော်ဘုရားလို့မဟုတ်လားအရှင်းရှင်းလေးဦးဇင်းတော်ကကာယကံရှင်ကိုတွားပြီးတောင်းပန်မယ်တောင်းပန်လို့မရရင်လှုပ်တင်လှုပ်တိုက်တာလုပ်မယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားအချင်းချင်းနေရန်သူမဟုတ်ဘူးဒါနဲ့အခုပြောရတဲ့ပတ်သက်ပြီးအားလုံးကပြည်သူစစ်အားလုံးဦးဇင်းကိုမုန်းကြီးမုန်းလိုက်မယ်ဒါဦးဇင်းအမှန်တရားအမှန်တရားကိုပြောတာတချို့တည်င်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုတော့အဲ့ မလိုင်ရဘုံမှုကလည်းမလိုင်မှနာမည်ကောင်းရှိလားဆိုမလိုင်မှနာမည်ကောင်းမရှိဘူးနော်အဲ့ဒီဘုံမှုကကဥစဉ်လိုက်เสียရလည်းအကြောင်းမရှိဘူးလိုက်လိုက်เสียရလည်းအကြောင်းမရှိဒါဥစဉ်အမှန်တရားကိုပြောပြခြင်းဖြစ်တယ်မလိုင်မှလည်းသူပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူးနော်ဒါမလိုင်ပြည်သူလူထုရဲ့ပြောစကားပေါ့ဗျာတချို့ကဒီမလိုင်ဘုံမှုနဲ့ဥစဉ်တို့ပတ္တဆာကောင်းဆောင်နဲ့ရံဖြစ်တယ်24နှစ်အတွင်းမှာဖန်ခံရတယ်ဆိုတဲ့ရင်ကမှားတယ်ဆိုတဲ့အကြောင်းဥစဉ်ကပြောခြင်းတာ မလိုက်ဘူးမှုနဲ့ဖြည့်လို့အဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဦးစင်ကပြောချင်တာနော်။ဘာဖြစ်လို့မလိုက်ဘူးမှုနဲ့ဖြစ်တာက29ရက်3လပိုင်း2000မှာ25ဖြစ်တယ်။အခုကက73ရက်5လပိုင်း2025မှာဖြစ်တယ်။အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆိုင်ဘူး။ဒါပေမဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့ဂျာမာကတော့ ဟိုဘက်ရက်ကွက်ကတော့ဒါဒီအမျက်ထွက်သွားတာပေါ့ဗျာဘောကဘုံမှုတွေကဘာညာအာနာရှင်စမ်းနေအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းမှန်တယ်ဒါတော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရဲ့အလုတ်အိုင်းမှုတွေရဲ့အလုတ်စစ်တပ်ရဲ့အလုတ်ဒါနဲ့ဒီ905နဲ့ဒီဘုံမှုနဲ့မဆိုင်ဘူးဆိုတော့အားလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာကိုစောဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာ ဘာပဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဥစဉ်တော့အမြင်တုံးတက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးမရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဥစဉ်တော့တော့တုံးတက်ခြင်းတယ်မှားတယ်လို့ပဲတုံးတက်ခြင်းတယ်ကိုစောယူထွဲ့အနေနဲ့ဘာတခုမှားလဲဆိုရင်ဒီတတ်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမည်ကိုမထဲနာတက်နာမည်ကိုဟိုမထဲတင်တာပေါ့ဗျာနော်တက်နာမည်ကိုဥစဉ်တော့တက်နာမည်မထဲပဲနဲ့တကယ်လို့မဲ့အဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါဝါဆို ထဲလိုက်ရင် ပို့ပြီးမှကောင်းတယ်လို့ဥစဉ်တို့ကတော့တုံးတက်ချင်နေပြန်เนาะဒါဥစဉ်တို့စီမှာကတော့စားတွေကတော့အကုန်ရှိပြီးသားပါအဲ့တော့ဦးဇင်းတို့တက်ရနာမည်ကတော့တရမက်ရှိလာတက်မှတရတည်လို့ပဲထင်တယ်ဗျ။စာတွေကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော်။အဲ့အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတည်ဘောဗျာနော်။ အမျက်ထုတ်သွားတာကတော့ဟိုဘက်ရက်ကွက်ကလူတွေအမျက်ထွက်သွားတာတော့အမှန်ပဲဗျာနော်ဒါ line ပေါ်မှာဘယ်သူကစတင်လဲဆိုတာလဲဦးစင်းတို့ကတော့တိပါတယ်ဗျာနော်ဘာဖြစ်လို့ဆိုတော့ဦးစင်းတို့ကဒီကိစ္စကဒီကဆက်ပြီးမှမပေါင်းဘူးတပိတ်စခန်းမှာကလေးကဦးစင်းတို့2000နာမဆက်ခွင်တပိတ်စခန်းမှာကလေးကဘယ်သူကဘယ်ကိုတော့ကဘယ်သူဘယ်သူကဘယ်လိုဘယ်လိုအမျက်ထွက်သွားတယ်ဆိုတာဦးစင်းတို့ကတွေ့ပြီးသားဦးစင်းတို့ကတွေ့ပြီးသားအဲ့တော့ဦးစင်းတို့ကဝေးဝေးရနေတယ်မပေါင်းဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စခန်းမှာအာဘောဟာ ကိုတန့်စင်တော့ဘယ်သူတော့ဘယ်လိုလုပ်သွားလဲထောင်အားထွက်လာတော့ဘယ်လိုဖြစ်တယ်ဘယ်လိုတွေဘယ်လိုဘယ်လိုရတာမသာဥစဉ်တော့တွက်ပြီးတာနော်အဲ့တော့ဥစဉ်တော့ဝေးဝေးရပဲရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးစစ်စစ်ပြီးရမယ်ရာဟုတစ်ဖက်ကအမျက်ထွက်သွားတာတော့မကောင်းဘူးပေါ့ဗျာနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းမိတယ်ပူပူနွေ့နွေ့ပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဥစဉ်ရပဲရှေ့ရမမရမမရက်တည်ပြီးမှအမုန်းခံခဲ့တာရှေ့ရနေမမမရက်တည်ပြီးမှရင်ဆိုင်ခဲ့တာဆိုတာလဲ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တွေရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တွေရောအားလုံးအတီးဆုံးပါဗျအားလုံးတော်ပါပဲဗျ